ရင်ခွင့်ကိုရောင်းလို့ရှိရင်ပြဖို့ကိုရောင်းနေပါပြီ။ဒီလေးမြလေးရင်က7နာရီ9မိနစ်ခန့်ပါဆိုတော့လေ။ဒီ7နာရီ9မိနစ်ခန့်ပါဆိုတော့အချိန်လေးလဲရတော့ဘာလို့လဲဆိုရင်အားလုံးအကုန်ကြပါလား။ အိတ်ကိုရရလာရှင်အများငယ်ဒီတစ်ခေါက်လေးပြန်ပြန်လာလေလေဟာတတာပဲကြည်လာအများငယ်ပေါ့နော်နောက်တော့ကတော့ပျော်ပျော်ရွှင်ရွှင်နဲ့လာပြီးတော့ပြန်ကြလို့ရှင်အများငယ်အဲ့လိုမျိုးဝမ်းမြေးရတာပေါ့နော်မရပါဘူးလို့ဒီဒီမှာအရင်ဈေးကြီးရတော့စရရစား ောကြမှာတော် live လုပ်တယ်နဲ့မိမပြောမှာဒီမှာပဲတော့သူ့ကြောင့်လေးတွေဝင်ညတာပါခါရတော့တကယ်အားကြောက်ဖို့ကောင်းတယ်နော်။ခါရတော့ airport မှာဆိုတော့လူတွေကအပြည့်တွေ့စီမော်ရီယာကံတွေကောင်းတာပေါ့နော်။နိုင်ငံ control room တွေအတွက်တော့ပိုကောင်းတာပေါ့နော်။ အလုတ်ကအလုတ်မရှောင်းဘူးနော်ထိုင်းလူတွေတော်တော်အလုတ်မရှောင်းဘူးပြောရမှာဖြစ်တာနော်အားကြောင့်လဲဆိုတော့ဟိုကိုကသူကတူရစ်တွေလာဖို့တော့ attraction နဲ့ရလောက်တာ哦ဟိုတူရစ် attraction နဲ့ပြောတာတော့ဒီကဘာလို့ခေါ်မလဲလာကြတာပေါ့နော်ပြီးတော့လောဈေးဝယ်တာ shopping ထွက်လို့ကောင်းတယ်စင်ကုန်းနဲ့အောင်ပါတယ်စင်ကုန်းနဲ့မှရပါတယ် ရတော့တော့ကိုယ်ကပဲရှင်စီရမှလဲဆိုတော့မနေ့6နာရီ90မှာရွှေရုံရောက်မှာပေါ့နော်ဆိုတော့ခေါင်းပြခီးရဝေးပါတယ်လို့7 how many hours uh yeah 7နာရီတော့စီရမှာလင်းပေါ့မှာအခုဒီကနေဒီကအခုဖြတ်လာတာပေါ့နော်အခုဒီ immigration ကို ဥစား baggage တွေကို check in လုပ်ပြီးတဲ့အခါမှာစနစ်တက်လာပါလားတော့မသိဘူးပေါ့။ငါအရင်ကအဲ့လိုမဟုတ်ဘူးသိလား။မနေ့ကအဲ့လိုတော့အဲ့လိုမဟုတ်ဘူး။အော်လာအဝင်တော့ပေါ့ဗီဇာကိုထိုင်း immigration မှာထိုင်းရေးတွေဆရာရတာပေါ့နော်ပြီးတော့အပြာထွက်မှာဆိုလို့ရှိရင်ထိုင်းရေးတွေရနေပြီးတော့ပဲဟိုဒီတုံးပြန်ပြူတာပေါ့နော်အခုအဲ့လိုမဟုတ်တော့သေးလားအဝင်မှာအိတ်တွေကို control လုပ်လိုက်တာပေါ့နော်ပြီးလို့ရှိရင်အ ထပ်မှာကြထိုင်းရဲတွေစီမှာသွားပဲနဲ့အဲ့ဒီမှာသူတို့ skin နဲ့ပေါ့နော်အဲ့လိုမျိုးစာလေးတွေစင်ကူတိုင်းဖြစ်သွားတာပေါ့နော်စင်ကူမလွယ်ဘူးအထမ်းမှာဆိုလို့ရှိရင်အဲ့လို machine ရှိလား machine ပေါ်မှာကိုယ့်ရဲ့ passport ကလေးကိုတင်လိုက်ရတယ်တင်ပြီးတာနဲ့ဆိုလို့ရှိရင်အဲပြီးတော့ဓာတ်ပုံတစ်ခါရိုက်တာပေါ့နှစ်ခုအဲ့ machine နှစ်ခုဖြတ်လိုက်တာပေါ့ဖြတ်ပြီးသားပြီဆိုတော့ ਨੇ passport တော့ထူးစားနေသလားအော်ဘောဟဲ့တော့အရင်တော့အဲ့လိုမဟုတ်ပါဘူးပေါ့နော်ဆိုတော့ထိုင်းရလဲနော်ပေါ့ ့လို့ခေါ်မယ်လို့ကျွန်တော်သတာတာပေါ့နော်ထင်တာပဲလေမသိဘူးကွာသူရဲ့ system လို့ကိုကမသိဘူးမသိတော့ဟိုတိုးတက်တာတွေ့ကြတာပေါ့နော်ဒီများနိုင်ငံဆိုရင်ဟိုမြန်တိုးတက်နေပြီးတော့ကွာလူတွေကအရန်တိုးရစ်တွေကသွာလာနေတဲ့ခါကျတော့သူရဲ့သူလူမျိုးတွေကအလုပ်ကမရှာဘူးပေါ့နော်ပြောရမယ်ဆိုတိုးရစ်တွေများလေသူတို့နိုင်ငံတွေကအလုပ်တွေကအလုပ်တွေကပိုပေါ်နေပေါ့နော်အဲ့တုန်းကလူခါကြလို့ရှင့်လေ ို့နိုင်ငံကလူတွေကိုအဲ့လိုမျိုးပေါ့နော်ကို့နိုင်ငံအဲ့လိုဖြစ်စေခြင်းနဲ့ဒီလား။အကြောင်းလဲဆိုတော့အင်ဂျူမြန်မာနိုင်ငံကလည်းထိုင်းနဲ့ဆိုင်တော်တော်လေးလဲလို့ဘလို့ကမီးစတာပေါ့နော်။ထိုင်းပြည်စံတာတယ်ကွာပြောရမယ်ဆိုရင်စားတောက်ပြောမလား။စားတောက်ရှင်မလား။အဲပြီးတော့ဒီလိုပေါ့ဟိုလာပါတော့ညာရှိရုံးမရှိလို့ရှိသူကိုနိုင်ငံလဲဟိုပါ tourist attraction တခုတော့ရနိုင်တာပဲပေါ့နော်။ဒါပေမဲ့အဲ့လိုမျိုးမဖြစ်တဲ့အတွက်စိတ်ကမကားဘူးပေါ့နော်။ ဇန်လေးကမြင်ထိုင်းဟောလာလို့ဆိုရှင်အမြဲတမ်းကြည့်လူတွေဝိုးဝိုးနဲ့ထိုင်ကြည့်ဦးသူ့နိုင်ငံမှာကြီးပွားလိုက်တာလို့ခါကြလို့ရှင်လေအော်ကြည့်ပါဦးဒီဆိုပြည့်ကျက်လေမြမကလည်းပြည့်ကျက်လူရင်ကွေးမှာဆိုလို့ရှင်လူတွေအများကြီးပဲတည်တာအဲပြည့်လို့ရှင်လည်းအဲ့လိုပေါ့နော်ဟိုတယ်ဆိုလည်းပြည့်အော်ပေါ်ဘရဆိုလည်းဆိုလို့ရှင်လည်းပြည့်ဒီတော့လူမျိုးတွေဆိုတဲ့ကတော့အလုံးမရှိအလုံးမရှားတဲ့အတွက်ကိုယ်ဒီမှာလူမျိုးတွေလည်းလုံးကြတဲ့ပေါ်ကြီးပဲနော်အဲကြောင့်မြန်မာလူမျိုးတချို့ပြောရမှာတဲ့ ကိုယ်နိုင်ငံမှာခက်ခဲဖြစ်လို့ကိုထိုင်းမှာလာပြီးတော့နေပြီးတော့အလုပ်လုပ်တဲ့ခါမှာဒါလည်းကိုယ်ထမင်းရှင်ပါပဲเนาะကိုယ်ကိုယ်ထမင်းရှင်ပေါ့เนาะကိုယ့်ရဲ့ကျေးဇူးရှင်ပါပဲကိုယ်ထမင်းကျွေးတဲ့အလုပ်ရှင်ကိုကိုယ်ထမင်းကျွေးတဲ့ဟိုနိုင်ငံဟိုဒီမှာတို့ကောင်းလို့ကိုယ်အလုပ်လုပ်ရတာလေเนาะစော်ကောင်းလေးပါစေနဲ့မမရဲ့တို့ကိုနေနေလိမ့်မယ်မြန်မာနဲ့ထိုင်းနဲ့ခွဲခြားဆက်ဆံတာခံရခံရလိမ့်မယ်ဒါပေမဲ့ကိုယ့်ဘက်ကလည်းပြန်စစ်လာပါကိုယ့်နိုင်ငံ 过夜那年啊，侬刚上的呀，过旅游这个嘛，佮又冇晒到，佮佮又晒嘛，啊，心心里边嘞，对呀，侬，安尼呀啦，安尼你当时冇冇吃掉嘛，安尼呀啦，安尼你当时嘛，佮又冇晒不少，安尼你又当嘞，安尼你当时都晒冇冇，对不？ အနိကူလန်ကကိုမီတာစုကိုဒုံးကဲလို့ပြမယ်ဂယုမဆက်ကိုကိုမီတာစုကိုနှိမ့်မယ်ဆိုရင်ကိုယောက်ျားကလေကိုကြည့်ရောသူတော်မှသူမီတာစုကိုသူကြီးဆက်တာတော့ငါပါကြီးဆက်မှာဟုတ်တယ်မလားဘူးဆိုကအခုအနိသွားတဲ့ခီးတခုတော့မှာတာကြီးရဲ့ဘလို့ဖော်မလဲဇနီးလောင်းရဲ့သူရဒီမောရဆာကိုမကိုလာတဲ့အနိချွေးရဲ့အခန်းဆိုမှားပေးတယ်အဲ့လိုမျိုးလေးပေါ့လုတ်ပေးတဲ့အခန်းပိုင်းလေးရှိတာပေါ့တော်နေပါကကိုလုတ်ပေးတာပေါ့အဲ့ဒါပါလေကိုကနေပြီးတော့ ခုယောက်ျားပြတာငါမိသားစုကငါနဲ့ငါဘဝတည်းအရေးကြီးတယ်ငါမိသားစုကငါနဲ့ထပ်တူရှိနေတယ်ပြောတဲ့အခါကျတော့သိတဲ့အခါကျတော့သူကိုယ်တိုင်ကလည်းအော်သူသူ့မိသားစုကိုသူလည်းချစ်ပါလားဆိုတော့သူကိုယ့်ရဲ့မိသားစုကိုသူမနှိမ်တော့အဲ့ဒါနံပါတ်၁ပဲလို့ပဲပေါ့အမှုနိုင်ငံမှာကျတော့ကိုယ့်ရဲ့ခေါင်းဆောင်တွေကကို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 လူမျိုးတွေကိုသူကိုယ်တိုင်ကဘယ်ယူမဆိုင်အချစ်တဲ့အခါကျတော့ခြားနိုင်ငံကနှိမ်ပါပဲ ဒါပေမဲ့အမေပြောချင်တာကမြန်မာတချို့ပေါ့နော်။ကိုချို့ဆရာတွေလည်းကောင်းပါတယ်နော်။တချို့လို့ရှိရင်လည်းကောင်းပါတယ်။အဲ့လိုကောင်းတဲ့ခါကြလို့ရှိရင်ကိုယ့်ရဲ့အလုပ်ကိုမကုတ်ထမင်းကျွတ်ထမင်းရှင်ပဲလေနော်။ဘာဖြစ်တာပြန်ပြီးတော့ပေါ့နော်။ဒီသားလေးထားစီနားလေးထား။ကိုယ့်ရဲ့အလုပ်ရှင်မှာကိုဆူတောင်းပေးဆူတောင်းပြုခြင်းအားဖြင့်ရောက်ပါမလဲ။ဟိုသူ့ကိုမိတာမရှိအောင်မှာ မေတ္တာရောင်ပြဟတ်လာလိမ့်မယ်เนาะဒါကတော့အဲ့ဒီဟိုစေစားနဲ့ပြောတာပါ။ဘာကြောင့်လဲဆိုတော့ဟိုငါတို့တွေကကိုယ်လူမျိုးတွေကဘဝမှာချိန်ရပေးသေးဘူးเนาะချိန်ပေးရကျွန်မနိုင်ငံမှာလာလောလောဝါးတဲ့ခါမှာဟိုဘယ်လိုခေါ်မလဲတီးခံနိုင်တာတဲ့မိသားတရားလေးနဲ့လှုပ်ပေးလိုက် လုပ်ပုံမှာမနေ့ကဆိုရင်အဲ့ကလေးမှလို့ဆိုအမြဲလေးစားတာလေသိလားလုပ်ပုံမှာသူလေးစားတယ်သူလုပ်ကိုသူလုပ်ပြရတယ်သူသွားပေးပြရတယ်မြန်မာနော်အကြောင်းပြတော်လာလုပ်တာသူလုပ်ကိုသူလေးစားတယ်သွားပေးတယ်ဧည့်သည်ကိုသူစားချိပေးတယ်ကောင်မျိုးလေးဖြစ်နေတာကြတော့အလို့ရှင်နေကြတာပေါ့နော်။ဘိုးသူများရဲ့လို့ဖုန်းတစ်လုံးနဲ့ပို့နေတာမဟုတ်ဘူးလေနော်။တချို့ဆိုလို့ရှိရင်အားပြီဆိုလို့ရှိရင်ဖုန်းထိုင်ပို့ပြီးတော့ တော့လို့ဘာပုံမှာလဲသူမပို့ဘူးဒီလားသူတော့လုံးဝသူတို့ဧည့်သည်တွေသူရအောင်ဟိုကြည့်ပေးတာပေါ့နော်အဲ့လိုမျိုးလေးပေါ့စေနာရတဲ့ခါကျတော့စေနာရရောင်းနေမှုလေးပြန်ဆန်းစားတာပေါ့နော်အဲ့ဒါလည်းအလီပြောချင်ပါတယ်လို့ဘာကြောင့်လဲဆိုတော့မိသားစုရောမြင်ရပါတယ်လောစင်မှာကိုယ်နိုင်ငံကဘာမှမကောင်းသေးတာနော်ကိုယ်နိုင်ငံမှာကဟိုအခြေအနေအခွင့်အရေးမပေးသေးဘူးနော်မပေးတဲ့အခါကျတော့ကိုယ်နိုင်ငံကိုကိုယ်လိုမျိုးတော့အနိုင်ခံပါပဲ ဲ့လိုမျိုးနေခံတဲ့အခါတင်းငင်းခံတဲ့စိတ်ကလေးနဲ့မိတ္တဖျားစိတ်ကြီးထားပြီးတော့လုတ်ကလေးလုတ်ပြီးတော့ဗောနော်နေပါလို့အန်ဒီကပြောချင်ပါတယ်လို့အန်ဒီလေးခါကြလို့ရှင်လေးတကယ်လည်းတကိုးရှင်မဟုတ်ဘူးနော်တကိုးရှင်သာဆိုလို့ရှင်လေးကောင်းတာနော်အမေတို့မိမနိုင်ငံကြီးကဘယ်လိုဖြစ်သွားလဲဆိုတော့အရန်ကြီးပေါင်းချမ်းသာပါလို့ကြလဲသွားလို့လာလို့ရတယ်နော်ဟိုဒိုးသွားကြပဲဟိုခီးပါထွက်လို့ရတာပဲ မရှိစင်းရတာလေကြာလေကုန်းကောက်ဆရာဘူးမရှိတော့ဆိုတော့အလွန်တစ်ခုကအရင်ခွာဟသွားလိမ့်မယ်နော်မြန်မာပြည်မှာနော်အခုဆိုရင်ကွာအမှုပညာရှင်ဆိုလို့ရှိရင်ရှင်ပြန်ရဲသူ့ပွားနိုင်လာနိုင်တယ်ဟောသူတို့ကြဘာတစ်ခုမှမကြာဟိုးတော်တဲ့မှာကျတော့စင်မထမ်းမယ်လို့ဘာလို့အဲသိရမလားစင်မထမ်းလို့ရှိရင်အဲပတ်စံအုတ်ကြီးကိုပတ်စံပေးလို့ရတာတော့မတူတော့ဘူးလေနော်ပတ်စံက ပတ်စံကပဲဟိုအလုတ်လုတ်သွားတာပေါ့နော်ပတ်စံရှိလို့ရှင်ဟိုအကုန်လုံးကဟိုအဆင်ပြေတယ်ကွာပတ်စံမရှိလို့ရှင်ဘာမှလုပ်လို့မရတော့ဘူးမြန်မာနိုင်ငံမှာဘာဖြစ်သွားလဲဆိုတော့မျိုးရင်းနှစ်ခုဖြစ်သွားလိမ့်မယ်သိလားမျိုးရင်းနှစ်ခုအရန်ဖွဲ့ချသွားလိမ့်မယ်ပတ်စံရှိရလို့အရန်ချမ်းသာပြီးပတ်စံမရှိရလို့ကြတော့ဘာမှလုပ်လုပ်ပိုင်ခွင့်လည်းမရှိသွားပိုင်ခွင့်လည်းမရှိเนาะဟိုအနေကိုကိုလူရဲ့ချင်းချင်းအနေပြခံရတာပေါ့နော် ဲ့ဒါဆိုတော့အလေးကပြောချင်ပါတယ်မနေမှာနဲ့ငါတို့ကိုယ်လူမျိုးချင်းချင်းပြေးမကြပါနော်သူတို့လူလူဆိုတော့တိတိကျလို့ရှိရင်ကိုကရောအခုအန်ဒီနေပြောသွားလို့ပေါ့နော်နေရမ်းနေပြရလေနော်39ဒီဂရီရမ်းပူတာရမ်းပူတာမခံနိုင်ဘူးလားဒီတော့မထွက်ချင်းပြင်ထွက်လို့ပူတော့အော်တပြားတော့ပြေးသွားတာပေါ့ ဒါလောကရဲ့အပူလည်းရှိသေးတယ်နော်ဒါလောကရဲ့အပူဒီကဲလူများကိုသေးသွားလို့ရှိရင်ကိုကသူများပေါ်မှာရုံမာခဲ့မယ်ကိုကသူများပေါ်မှာကောင်းတာလုပ်ခဲ့မယ်ဆိုရင်အဲ့ဒီအပူကအစပေါင်းများစွာပြန်ခံအဲ့ဒါလေးကိုပေါ့နော်ဒါဘုရားပဒမှာလည်းရှိမှာပါခရိယံမှာလည်းရှိပါရဲ့ကိုသေးသွားရင်ကိုနဲ့သူပါသွားမှာကောင်းမှုရှိပါတယ်လို့ဒါကြောင့်တော့အတွက်မှဆို ကိုယ့်ရဲ့အချင်းချင်းပေါ့နော်ကိုလူရစီစီဖိမကြပါလို့ဒီခါကြလို့ရှင်လေမနိုင်ရလေဖရာဟီတာလေကိုထုံးလာ sorry ပါနော်နာမည်ပိုင်းလိုက်တက်ပြောမိတဲ့တော့ကြောင့်ဒီကအားချလေအားချဆိုလေးစားတာတိလားသူ့ရဲ့လုပ်ရက်ကလေအရန်ကောင်းတာပဲသူမရှိရတဲ့လူစုတူသွားတယ်သူမူကြီးရဲ့ပန့်ပိုးတယ်အဲ့လိုဖြစ်နေရမှာလေနော်လူဆိုတာနော်ကိုယ့်ဒီမှာအချင်းချင်းကွာဒုက္ခရောက်တာဟုတ်တယ်ဟုတ် ဘာလို့ပုံနေတဲ့ဟာတွေကိုပေးနေသူတွေမှာလဲမရှိတဲ့သူတွေရဲ့ဟိုရေစားတဲ့လူတွေဒီကရတာကျိုးရှိတယ်ရေဝနေတဲ့သူတွေရေတော့မတိုင်ရင်လက်ကတော့သူမတောက်ချင်ဘူးအဲ့လိုပဲစာရေးစာမပြတ်နေတဲ့သူကိုတရားစားခြင်းကိုကျွေးရတယ်နော်။ဘိုက်ပြင်းနေတော့ကျွေးတော့အလကားပဲပေါ့။အဲကောင်းလည်းမကောင်းပြောမှာပဲလေနော်။အဲကြောင့် မလို့ကလိုအပ်တဲ့လူကိုကြာပါဟိုလူများလူမြင်ကောင်းအောင်ဟိုသိရမလားမလုပ်ပါနဲ့ဒါတွေကဟိုဒါအန်တီမြင်ပေါ့နော်လူမြင်ကောင်းအောင် for show တွေကသိလို့ရှိရင်ကိုယ်တော်လည်းဒါကုလို့တော့မပါမပေါ့ချင်တာပဲဒီကတော့ဒီအန်တီအဖူတွေတော့အမေဆူရဲ့အလူတွေတော့အလူတော်တယ်အောင်အန်ဒီကတကယ်လိုရတာပဲအန်ဒီသွားလို့အန်ဒီအကောင်ရန်ကြောနေဟိုဘုံပြူလာနေမင်းတို့အဲ့လိုပြောလို့ကမှုစော်ရတာမပေါဘူးเนาะဒါနဲ့တကယ် သူကအဓိကနဲ့တာမညာကိုတွေးရမယ်နော်။ဟိုအဓိကပါလေ။ပြန်စဉ်းစားတကယ်လူအပ်ကြရဘူးသူတွေလည်း။ဘယ်တော့ကိုကပြန်ပြီးတော့ကြည့်ပြီးတော့ကိုသိကိုနောက်ယူသွားမယ်။ကိုနောက်ပါသွားမယ်။ကိုယ်ကိုကုနာပါသွားမယ့်အရာကပူဇာနာလေပူဇာနာဆိုတာမှဘလို့အလူမျိုးလဲကိုကပြန်စင်းစားပေါ့နော်အလူမျိုးဒါဆိုတာမှတကယ်လို့အတက်ပြီးသိတာကိုပြောတာပါလို့ တို့အစားအစာလေးမျိုးကိုလာအောင်မာတာလေ spicy beef 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 yes အန်ဒီမျိုးသားကလည်းပကပောင်းလေးပြန်မှာစားတယ်အန်ဒီကတော့ဒီဟိုအမစားတယ်ဟိုသားနဲ့ပေါ့နော်ဒီမှာလည်းကျွေးပါတယ်အခုဒီလိုထိုင်းအိုင်းလိုင်းကလည်း ်မြင်တော့အစားတောက်တွေကောင်းတယ်ခုနောက်ပိုင်းထိုင်းအလိုက်ညံ့သွားပြီလားသူတို့ခီးသွားတဲ့လျှောက်မှာလေအန်ဒီတို့သွားတဲ့ airline က Air Emirates ကိုသုံးသွားများတယ် Air Emirates ကအရင်ကောင်းတယ်သိလား Air Emirates ကိုအရင်ကြိုက်တယ်မထိုင်းအကူကြီးညံ့လာပြီသိလားအရင်လိုမဟုတ်တော့အစားတောက်လည်းညံ့နေဟုတ်ဆက်ဆံရေးလည်းညံ့နေဘူးလေ မကောင်းတော့ဘွာအစားတောင်စားလို့ပြင်လာအစားတောက်ပြီးတော့ပုံမှားတင်မှားလို့ပြင်ရတော့အဲဟမရစ်ရှာတော့အရင်ကမှခက်တာအဲဟမရစ်ရှာတော့ဒူဘိုင်းမှာကဖရန်စစ်ခံရတယ်ဒီအဲ့ဒါအေးကိုဒီကောင်ကြဒီဘန်းကိုဒီကောင်ရောက်ပေါ့ကွာပြီးလို့ရှိရင်၄နိုင်တော့ကိုသူကအဲ့လိုပေါ့ transit ခံရတယ်အရင်ပြန်မှန်းတာပေါ့နော်နှစ်ဆင့်စီးရတဲ့ခါကျတော့ Air Emirates ကအဆင့်ရမ်းနေတယ်အမေချက်တဲ့အေး airline တွေမှာ Air Emirates ရမ်းကြိုက်တယ်ပြီးတော့ Australia airline ရမ်းကြိုက်တယ်အဲ့ရအခုနောက်ပိုင်းကိုကြိုက်တော့ အဲ့တော့ခီးသွားတာဟိုဝါနာပါရန်မြဆိုတော့ခီးသွားတာဝါနာပါတော့လေအဲလိုင်းဆိုလို့ရှိရင်အဲ့လိုအမြဲတမ်းရွေးတာပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်အဲ့လိုခီးသွားလို့ရှိရင်ပေါ့ဟိုဥစားပေါ့ကိုပြင်းဖြစ်ခင်တော့ပေါ့နော်ကိုပြင်းဖြစ်ခင်တော့ဆိုလို့ရှိရင်အဲ့တော့ဆိုလို့ရှိရင်လေးမြလက်မှတ်ကနောက်ဆိုအဲ Emirates နော်လောက်ကြီးရ၄000အလုံးဝင်ဆို၄000 900 ရှင်။အမှန်တည်းချိန်လို့ရတယ်။အခုအနည်းဆုံးအနည်းဆုံးက8000ပဲ။ကိုဗစ်ပြီးတော့အဲ့ဒီမှာ10%မပြတော့ဘူးစား။စစ်ပွဲတွေပြီးရရှာနဲ့ဥကရိန်းနဲ့ဒီကတည်းကအဲ့ဒီမှာ10%တက်ပြီးတော့အခုဆို activity တွေကပြရမှုဆိုလို့ရှင်အခုဆိုအဲ့လိုဒီမှာအခုပောက်လာဆိုလို့ရှင်အဲ့၄3000ပဲပေါ့နော်ပြရတာပဲ။ဒီကြည့်တာပေါ့နော်အရင်လိုမဟုတ်တော့ဘူးပြီးတော့ဘယ်ချိန်မှလဲအဲ့လိုပြောစောင်းမလား ဟိုပေါ့လွေရသူတို့မိုးလင်းဆိုလို့ရှိရင်လည်းဈေးချိုတယ်ကွာအခုလောလောကောင်လည်းဒီစောင်းရည်ဆိုလို့ရှိရင်လည်းဈေးကြီးရဲ့ဒီလားကျွန်တော်အဲလိုင်းတွေကလူတော့ပိုင်းကိုလုံးဈေးတက်ကုန်ပြီလား premium တက်ကုန်ဒီ the business class for Turkish airline around 2000 right austria also အဲ့တော့ဆိုလို့ရှိရင်အဲ့တော့ Turkish Airline နဲ့နော် Business Class နဲ့လာတာနော်အဲ့တော့ဆိုလို့ရှိရင်အဲ့လိုငွေနဲ့ဆိုရင်ဆက်တော့တောင်းထားတယ်ဘယ်လိုမျိုးဖြစ်နေသမ်းတိအင်းအဲ့ဒါပဲတော့ Okay အဲ့ဒါ10 10နှစ်နော်ဆယ်နှစ်မှာဆယ်နှစ်တုန်းကပေါ့နော်အခုနောက်ပိုင်းကျတော့ business class ဆိုတာနားမကရတော့နှစ်ဆခုံးတက်သွားတာအနည်းဆုံးပေးရဆို3000ကျော်တာပေါ့နော်3000ဆိုလို့ရှိရင်ဘယ်နဲ့ဆို4000ရှိတယ် ဆွေးချင်တာအမ business class တွေကတော့ဒီနော်တော့ဘာလို့စာဘလကောမလဲ that is it မတက်ခင်တော့စီးမှုတယ်ပေါ့နော်ငြိမ်းတာတော့ is it အိတ်လိုက်ရပါ business class ကတော့ဈေးကကောင်းကောင်းလေးပေးရတယ်ဈေးကြီးတယ်မဲ့ဘလကောမလဲတန်ရှိတော့ကောင်းတာပေါ့နော်အဲ့ဒါတော့ဟို business class ပေါ့နော် Austria airline ရသွားတယ်ပြီးတော့ British airline နဲ့ရှမ်းကောင်းတယ် airline Emirates နဲ့မသွားဘူးသေး business class ကို ဖလည်းလက်တစ်ခေတ်တရားလည်းကိုအရင်ဆေးကြည့်တော့လေအော်ပြောချင်ပါတယ်တကယ်ပါခီးအမေကတော့ခီးသွားတာဝါနာပါလို့ကြောက်ခီးသွားတာလည်းပတ်သက်ပြီးတော့အမေကအများကြီးပြောတာများတယ်ပြီးတော့အတွေ့အကြုံလေးတွေပေါ့နော်အမေသွားတဲ့နိုင်ငံတွေထဲမှာဆိုလို့ရှိရင်အဲဒီဂျပန်ကိုအရင်ကြိုက်ပါတယ်လို့ဂျပန်ကတော့အရင်လေလို့ကောင်းတယ်နော်ဂရိစ်ဂရိစ်ကတော့ကျွန်တော်အရင်ကောက်ကတော့ဝင်သွားပြီးတော့အီတလီ ဆိုအမေကတော့ခီးလဲခီးသွားတဲ့အကြောင်းကပြောမှာပေါ့နော်။အထိုင်းကိုတော့အရင်အားကြတယ်။တကယ်ပါကိုကိုနိုင်ငံနဲ့ရှင်တော့ခွာတာပေါ့နော်။ကိုအရင်ခွာတာ။ကဲအားလုံးကိုလည်းမိုးချုပ်ဘူးဆိုတော့အားလုံးအကြတော့မှာဆိုတော့အားလုံးကိုဘုန်းနိုင်ပါမထန်ကြလို့ရှင်ရှင်ရလို့ရှင်ရတယ်ပြီးတော့အမ်းနဲ့အဲအမ်းရဲ့ရှင်မှာရှိအမ်းရဲ့အပင်လေးလည်းအမ်းရဲ့လွမ်းလောက်ပါပြီလို့ Okay. ကိုနိုင်ပါတော့ကြည့်တဲ့သူအားလုံးကျေးဇူးတင်ပါတယ်ရှင်။